ာကြီးကသခိုင်းတိုင်းဟုံးမလင်းမြို့ကနေပြီးတော့တဆင့်သွားရတဲ့နန်တော်ဆိုတဲ့အနေရာကိုရောက်နေတာပေါ့နော်နန်တော်ရဲ့တစ်ဖက်ကအင်ကုန်းဆိုတဲ့ကျွာမှာမာကြီးကအတူမိတ်ကပ်လာပြီးတိန်းတာဖြစ်ပါတယ်ဆိုတော့အခုမာကြီးတို့ခက်နေတဲ့ချောင်းကကြတော့ဒါဥရုချောင်းလို့ခေါ်ပါတယ်ဥရုချောင်းကိုနန်တော်ကနေတဆင့်မှတ်တင်တော့ပဲချဲကိုခက်နေတာဖြစ်ပါတယ်ဆိုတော့အလှူမှာအလှူမှာဒီလိုတောင်းနေတယ်ဆိုတာဆောက်ကြည့်ပါဦးနော် เดี๋ยวมาจะอันดูเชียงยังบบนีคือเนาะอ่าที่ทิ้งงูหัวมาคือชิ้นใหญ่ป่วยอยู่ชิ้นบาเนี่ยทำชิ้นีหญ่เนาะจะอันดูเชียงมาเช่ไปเราไปเล่าเลยยังไงอ่ะต้องสลายไปต้องสลายไ